နိုဝင်ဘာလ26ရက်ကအင်ဒိုနီးရှားနိုင်ငံဆူမထရာကျွန်းမှာမိုးသည်ထန်ပြီးရေကြီးမြေပြိုမှုတွေကြောင့်အနည်းဆုံး28ယောက်သေဆုံးက10ဦးပျောက်ဆုံးပြီးနောက်တစ်နေ့နိုဝင်ဘာလ28ရက်မွန်လွယ်ပိုင်းမှာပြင်းအား6.6အင်အားရှိတဲ့ငလျင်တစ်ခုထပ်မံလုပ်ခတ်ခဲ့ပါတယ်။ အပူပိုင်းမုန်တိုင်းတစ်ခုဆူမက်ထရာမြောက်ပိုင်းကိုဥတီတိုက်ခတ်ခဲ့ရမှာအဲ့ဒီဒေသကလူပေါင်း8000ကိုရွှေ့ပြောင်းကယ်တင်နိုင်ခဲ့ပေမဲ့ရေကြီးမြေပြိုမှုတွေကြောင့်လမ်းပန်းဆက်သွယ်ပြတ်တောက်သွားတဲ့အတွက်ရဟရင်နဲ့ကင်းဆယ်နေရတယ်လို့အင်ဒိုနီးရှားနိုင်ငံတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနပြောရေးဆိုခွင့်ရှိသူ အပ်ဒဲမူဟာရီကနိုဝင်ဘာလ29ရက်အစောပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။စက်တင်ဘာလ29ရက်မော်လယ်ပိုင်းမှာတော့ဆူမထရာကျွန်းအနောက်ဘက်ကမ်းခြေကိုဗိုလ်ပြူပြီးအင်အား6.6ရှိတဲ့ငလျင်ထပ်မံလှုပ်ခတ်ခဲ့တာကြောင့်အင်ဒိုနီးရှားတာမကတူရကီနဲ့တခြားနိုင်ငံတွေမှာပါငလျင်ရိုက်ခတ်မှုရှိခဲ့ပြီးတေဆုံးဒဏ်ရာရမှုဖြစ်စဉ်တွေကိုတော့မသိရသေးပါဘူး။ ငလီယာစူမထရာကျွန်းအနောက်မြောက်ဘက်45ကီလိုမီတာကမြေရောက်အနက်25.4ကီလိုမီတာမှာဗဟိုပြုလုခတ်ခဲ့တာဖြစ်တယ်လို့အမေရိကန်ဘူမိဗေဒစတန်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ခုတစ်ပတ်အတွင်းအရှိတောင်အာရှနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံတောင်ပိုင်းနဲ့မလေးရှားတို့မှာစံချိန်တင်မိုးစက်တိုက်သဲထမှုကြောင့်ဆိုးရတဲ့ရေဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်ခဲ့ရပြီးအနည်းဆုံးလူ30ကျော်သေဆုံးခဲ့ပါတယ်။